โอเคပါဆိုတော့ကျွန်တော်တို့ Chelsea အသင်းကိုအားပေးနေကြတဲ့ညီကိုပြိသက်တွေအားလုံးပဲအဲရန်ဝမ်းမတာဘူးဆိုရင်တောင်မှပျော်နေကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ Chelsea အသင်းနေနဲ့ Fulham အသင်းကိုအာပထမကြော့တုန်းကရလက်နဲ့စန့်ကျင်ဘက်ပြန်လှုပ်ပြီးတော့ဒါအကောင်းဆုံးဆုံးလက်စားခြေနိုင်ခဲ့တယ်ပေါ့နော်။အထူးသဖြင့်ကတော့ကျွန်တော်တို့ဒီနောက်ဆုံး10မိနစ်မှာပဲဒါကျွန်တော်တို့ဟိုနှစ်ဂိုးပေါ့နော်။ နှစ်ခုရအောင်တွင်းသွားတဲ့အတွက်တော့ appreciate လုပ်တယ်ဒါပေမဲ့ဒါတပွဲလုံးအနေထားကိုခြုံကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့သွားတွေကျိုးမတက်ပါဘူးပေါ့နော် and the jj ဒေါသတွေလည်းအလီလီထွက်ပြီးတော့မှကျွန်တော်ကြည့်ခဲ့ရတဲ့ပွဲစဉ်ပဲဖြစ်တယ်ပေါ့နော်ဖူဟန်ကတောက်လျှောက်တာဒုတိယပိုင်းရဲ့မိနစ်အများစုအထိကိုကျွန်တော်တို့စိတ်ဒုက္ခပေးသွားနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ကိုချယ်စီအသင်းအနေနဲ့မန်မျိုး မတွေ့ရအောင်ဒီလားတော်တော်လေးပထမဆုံးကျွန်တော်ကြည့်နေဒီကောင်းနေလို့ချန်ပီယံလိကန်ကျင်နေတာပြောနေတာသူတို့မှာချန်ပီယံလိကိုချက်စီနဲ့အတူတူကန်ကျင်နေဆိုတော့စိတ်ဓာတ်မျိုးရှိရလားဆိုတော့တော်တော်လေးကျွန်တော်တန်တရားဝင်ပြီးတယ်။ဘာလဲဆိုတော့ player တွေဆိုတာကမျိုးစုံပြောမယ်ဗျာ။နော် UCL ကန်ကျင်လို့ပါဆိုပြီးတော့ဒီအသင်းကြီးက UCL မဝင်ဝင်တဲ့အသင်းပြောင်းရင်လည်းပြောင်းသွားမှာပဲလေ။ဆိုတော့အဲ့လိုမျိုးကောင်းနေဖြစ်နေမှာကိုကျွန်တော်စိုးရိမ်တာပေါ့နော်။ ပထမပိုင်းရောဒါဒုတိယပိုင်းကိုရတဲ့တီပါပဲဒါတပွဲလုံး over တော့ခြုံပြောမယ်ဆိုလို့ရှိရင် Chelsea တင်းမှာ Champions League ဝင်လို့တဲ့ငါတို့ဒီပွဲကိုနိုင်အောင်ဆော့မှဖြစ်မယ်ငါတို့ Top 4 race တဲ့ဝင်ဖို့ဆိုလို့ရှိရင်ဒီပွဲကိုငါတို့ရေကုန်ရေကန်းဆော့ရမယ်ဒီပွဲမှာမဟုတ်ပါဘူးပွဲစဉ်တိုင်းကိုရေကုန်ရေကန်းဆော့ရမယ်ဆိုတော့စိတ်ဓာတ်မျိုးကိုတော့တော်တော်လေးကျွန်တော်တို့ရှာဖွေရမယ်ပွဲစဉ်လိုပဲကျွန်တော်ကတော့မြင်နေဆိုတော့ပထမပိုင်းကနေစပြောမယ်ဆိုရင် line up ထုတ်ခဲ့တဲ့အနေထားရ Maresca ဒီပွဲစဉ်ကို တော်တော်လေးနိုင်ကျင်နေတယ်ဆိုတော့အားလုံးလက်ခံသဘောပေါက်ယုံကြည်နားလည်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ပြောင်းပြန်ကြီးဗျ။ဒီသူထဲ့ထားတဲ့၁၁ယောက်ဒီစာရွက်ပေါ်မှာတော့ဟုတ်တယ်။သူဘလောက်နိုင်ကျင်ဆိုတော့ပြပေးမယ်။တကယ်တကယ်တမ်းပွဲအတွင်းမှာတော့အလောက်ထိဖူအန်ကို နော်ဘလို့ဘလို့မျိုးတိကျတေကြတဲ့ဘယ်ချိန်မှာဘာလုပ်မယ်ဗျာ။ဘလို့သွားမယ်ဘလို့တိုက်စစ်စင်မယ်ဘလို့ခန့်စစ်ပြန်ပလေးမယ်။အဲ့လိုမျိုးတော့အာ out of football တွေတော့ကျွန်တော်တို့မတွေ့ခဲ့ရဘူးဒါတော့ကျွန်တော်တယောက်တည်းအမြင်ပြောတာပေါ့နော်ဆိုတော့ဟိုကန်တာတော့ကန်နေတယ်ဒါပေမဲ့အဲဘာလုံးမယ်ဘာလုံးမယ်ဆိုပြီးတော့သူတို့ပလန်မစွဲခဲ့လေသလားဒါမှမဟုတ်စွဲခဲ့ရင်တော့မှသူတို့ရဲ့ပလန်အတိုင်းညံ့ညံ့ညွန့်ညွန့်နဲ့ပြိတ္တပေါ်မှာဖျော်ဖြေမှုပေးနိုင်လားဆိုရင်တော့ no လို့ပဲကျွန်တော်ပြောရမှာပဲဆိုတော့မာရစကာရဲ့ဒီပွဲစဉ်ပေါ်မှာချင်းကတဲ့ပုံစံကိုလူစင်းအရာသဘောကျပေမဲ့တကယ်တကယ်တမ်းလက်တွေ့အသုံးချမှုအပိုင်းမှာတော့သူ့အနေနဲ့ အားနည်းတယ်လို့ပဲကျွန်တော်ပြောချင်တယ်ဆိုတော့ဒါမီးပြနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကအဆုံးစုံဒီဝေဖန်မဲ့အပိုင်းနေဒီပွဲစဉ်မှာရှိတယ်လို့ကျွန်တော်မြင်တယ်ဆိုတော့မာရစကာရဲ့စူးစားအထုတ်မှုလို့ပြောရမှာပေါ့နော်ဆိုတော့ကစားသမားတွေပေါ်မှာသူပေးထားတဲ့လမ်းကြောင်းနော်အခင်းချင်းလိုအပ်ချက်ရှိတယ်အင်အားမရှိဘူးလို့ကျွန်တော်မြင်တယ်ဒါနီးပြဒါပေမဲ့နီးပြတောင်တဲ့အပြစ်ဖို့လို့ရဆိုမဟုတ်ဘူးဥပမာနီးပြကလွန်နှစ်ချောင်းပေးထားရဆိုရင်တော့မှကစားသမားတွေရဲ့အကောင့်ထဲအဖို့မှုအပိုင်းကလည်း တော်တော်လေးယူရင်းအားနည်းချက်တွေရှိခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ပထမပိုင်းအရာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာရင်ခုန်ကြမရှိပါဘူးကျွန်တော်အတောတောက်ထဲမြင်အောင်ကျွန်တော်တို့ပထမပိုင်းမှာအောင်းဤပြီးတော့ကြည့်ခဲ့ရတာဆိုတော့ဒုတိယပိုင်းပြန်စတယ်ဒုတိယပိုင်းပြန်စတဲ့အချိန်မှာတော့ချက်စီးအစ်င်းနေနဲ့စူးစမ်းအားထုတ်မှုလေးတော့မြင်ရတယ်ဒါပေမဲ့သူတို့ရဲ့စူးစမ်းအားထုတ်မှုကလည်းအာပထမပိုင်းတုန်းကလိုပဲဗျတိတ်ပြီးတော့ကျွန်တော်မထင်ဘူးတေချာပေါ့ အဲ့ဒီ Tyre Jaw လေးတာတကူမသွင်းနိုင်ခဲ့ဘူးဆိုလို့ရှိရင်ဒီရလက်ထွက်ဖို့ဆိုတာကျွန်တော်တို့အတွက်ဘယ်လိုမှမျှော်မှန်းလို့မရဘူးဒါပေမဲ့အဲ့ Tyre Jaw မသွင်းခင်အချိန်ထိလဲ Chelsea သည်သွင်းကိုရမယ့်အပေါက်လုံးဝကျွန်တော်မမြင်ဘူးသမားကြီးတယောက်နဲ့တယောက်ကြာဒါ Fernandez ဆိုလို့ရှိရင်ဒါကျွန်တော်တော်တော်အောင်ထအောင်မိတယ်ပေါ့နော်ဟိုဘက်ကဖူဝန်ကစားသမားဆန်းချက်နဲ့တိုက်ပြီးပြီးတော့လဲကြနေတဲ့ချိန်မှာသူကဘောလုံးဆွဲပြီးဘာဖြစ်လို့ဆက်မောင်းနေရမှာကွင်းလက်မှာရစ်နေတော့ဒိုင်းသူကြီးက ဒါတစ်ဖက်ကတိုက်စစ်မစင်တဲ့အနေထားမှာတစ်ဖက်ကဒဏ်ရာရနေတော့ချက်ချင်းဒါပြန်ပြီးတော့ဟိုလုတ်လိုက်တယ်ပေါ့နော်ဝစီမုတ်လိုက်တော့ကျွန်တော်တို့စက္ကန့်လို့မရအောင်အဲ့ဒါမျိုးတွေပေါ့နော်အများကြီးပဲအမှန်တိုင်းပြောတာ Tyre Job တွင်းလို့သာတွင်းသွားတာအဲ့တွင်းကိုလေးကကျွန်တော်တို့တော့တော်တော်လေးချိန်ညမွိုင်းဖြစ်သွားတယ်လို့ကျွန်တော်ထင်တယ်အဲ့တွင်းကိုတွင်းတဲ့အထီကိုကျွန်တော်တို့မှဘာမှမျှော်လင့်စရာမရှိဘူးတကယ်မရှိတော့တာပေါ့နော်ဒါပေမဲ့ဒါကျွန်တော်ဂိုးတွင်းသွားလို့ပြောတာတော့မဟုတ်ပါဘူး Pedro Neto ဒီ တောက်လျှောက်ဆိုသလို overall ချုပ်ကြည့်ရင်တော့သူလဲလိုအပ်ချက်တွေရှိတယ်เนาะ overall ပေါင်းစပ်မှုရဆိုလို့ရှိရင်သူ့မှာလဲလိုအပ်ချက်ရှိဒါပေမဲ့သူ့ twin ကိုရကျင်နေတယ်သူ့ရဲ့စံချိုးရဲ့ကျွန်တော်အဲ့ညောက်ကိုတော့မြင်တယ်ပေါ်မှာလဲရကျင်တယ်ဒါပေမဲ့ပေါ်မှာကိုယ်တိုင်လဲကြောင်ကရန်နေဖြစ်နေတာဒါတော်တော်လေးနှမျောစရာပေါ့ကျွန်တော်ရှေ့ရဗီဒီယိုမှာလဲပြောခဲ့တယ် mars ကရဲ့လက်အောက်မှာရေသွေးတောက်ပြီးသားကစားသမားတွေဟာနည်းနည်းလေးတော့ ရှေ့ပိုင်းမှာခြေစွမ်းပြနိုင်ပေမဲ့နောက်ပိုင်းမှာတော့ကျသွားတယ်။နောက်ကျွန်တော်မျောမှန်းထားတဲ့ကစားသမားတွေကမျောမှန်းထားသလောက်ကိုလုံးဝမရောက်လာတာ။မှန်တယ်မဟုတ်ဒီကနေ့ပွဲစဉ်မှာကွင်းလယ်ကိုဖာနန်ဒက်နဲ့ကိုင်းစီတို့ထိုင်ခိုင်းတာကလည်းသူဘလို့စဉ်းစားလဲတော့ကျွန်တော်မသိဘူးနော်။မထိုင်ခိုင်းလဲလို့ပြောရမလို့အဲ့ဒီရောက်ထိုင်လို့ရတယ်ဒါပေမဲ့လေတော်တော်ကြီးလေးလေးပင်ပင်ဖြစ်သွားတဲ့ခစားချက်မျိုးသူ့ရဲ့ခင်းချင်းမှာတော့ကျွန်တော်ကတော့အဲ့လိုပဲ ခံစားရတယ်เนาะဆိုတော့ကိုင်းစီရိုလိုကစားသမားမျိုးကလည်းလောက်ွက်ပြောင်းနေတဲ့အပိုင်းတွေအများကြီးနောက်ပိုင်းပွဲစဉ်တွေမှာကျွန်တော်မြင်လာရတယ်သူလောက်ွက်တော်တော်ရှားလာတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်ကွင်းလယ်ပိုင်းနဲ့ပတ်သက်လို့ရှိရင်ကစားသမားနှစ်ယောက်ကိုအားရတယ်เนาะကျွန်တော်ပြောချင်တာကိုင်းစီရိုနဲ့အန်ဆိုဖာနန်ဒက်ကိုတွဲသုံးလို့ပြောနေတာမျိုးမဟုတ်ဘူးပြောချင်တာသဘောပေါက်မလားတော့မသိဘူးဥပမာမာရက်စကာတွဲသုံးတာနဲ့ပိုချက်တီနိုတွဲသုံးတာနဲ့တော့မှ တော်တော်ကွာဟားချက်ရှိတယ်အဲ့ဒါမျိုးကျွန်တော်ပြောချင်တာဆိုလိုတဲ့ဒိတ်ပဲကပေါ့နော်ဒီစားသမားနှစ်ယောက်ကိုတွဲသုံးလို့မရဘူးလို့ပြောချင်တာမဟုတ်ဘူးဒါပေမဲ့ဒီနေ့ပွဲစဉ်သူတွဲသုံးလာတဲ့အနေအထားအရတော့သူဘလို့ strategy ချထားလဲတော့မသိဘူးစားသမားနှစ်ယောက်ရဲ့လောက်ွက်အချို့ပြောက်တယ်နာတော့ Fernandez ကတိုက်ဆစ်လိုက်ပါနိုင်တဲ့အပိုင်းလေးမှာတော့အာသာချက်ရှိတယ်ဆိုပေမဲ့ကိုင်စီတို့အနေနဲ့ကနောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းကတရိပ်ရိပ်တရိပ်ရိပ်နဲ့ကြာနေတယ်လို့ပဲကျွန်တော်ကတော့မြင်တယ် ဆိုတော့ခန်းစစ်ပိုင်းလဲဒီတိုင်းပဲအခုချိန်ထိအန်โซမာစကာမှာတည်ငိမ်တဲ့ခန်းစစ်အတွဲဖက်မျိုးကိုမဖန်တီးနိုင်ခဲ့ဘူးပေါပလက်ဆိုတော့ထရီဗာချလဘာကိုအခုတုံးနေတာကျွန်တော်ကန့်ကွက်စရာဘာမှမရှိဘူးသို့တော့သူ့ရဲ့ခိုင်မာတဲ့လမ်းကြောင်းเนาะခိုင်မာတဲ့ကစားသမား strong ရွေးချယ်မှုမရှိဘူးဘာလို့ဆိုတော့သူ့မှာအများကြီးပဲရွေးချယ်စရာရှိခဲ့တာเนาะသူစရောက်တဲ့ချိန်မှာအကုန်ရှိတယ် အဲ့ဒီဒီစာစီထိုးစင်အတားရပြီးတော့ဘာညာသူဝယ်ထားပြီးသားအဲ့ရောက်မှသူရွေးချယ်လိုက်တာကိုဝဲနဲ့ဖူဖာနာအဲ့မှာတက်တက်စီအောင်လွှဲတာဖူဖာနာကြီးမကစားနိုင်တဲ့အချိန်မှာပလန်ဘီမရှိဘူးဆိုတော့အဲ့ဒါကိုပြောတာချာလဘာနဲ့တွဲချာလဘာနဲ့တိုးစင်တွဲလို့တွဲချာလဘာကိုဝဲဟာကိုဝဲတိုးစင်အဲ့မှာနေလဲထွက်ပြီးတော့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ချာလဘာနဲ့ကိုဝဲအသုံးပြုမှုကလမိုင်းမကောက်ဘူးပြောချင်တာကတုံးတဲ့ကစားသမားတွေက လက်ခံလို့ရတဲ့ကစားသမားတွေပဲဒါပေမဲ့သူ့ရဲ့အခင်းချင်းမှာတော့ကျွန်တော်မျှော်မှန်းထားသလိုခြေစွမ်းမျိုးတွေမမြင်ရဘူးမတွေ့ရဘူးကစားသမားတယောက်ချင်းစီရရောပူးပေါင်းဆောင်ရွက်မှုရရောသူတို့ရဲ့ normality အောက်မှာပဲရှိနေတယ်လို့ကျွန်တော်ကတော့မြင်နေပါဘောနော်ဆိုတော့ဖူဟာနဲ့ပွဲစဉ်ကကျွန်တော်တို့အတွက်ပျော်ရွှင်ရလာဆိုပျော်ရွှင်ပါတယ်ဘာပဲပြောပါငကိုရအောင်တွင်းသွားပြီးတော့လက်စားပြန်ချိနိုင်တယ်ပထမအကြော့မှာတော့အနေထားမျိုးတိုင်းပဲနော်နောက်ကြသွင်းကိုကြီးနဲ့ကျုံးသွားတယ်ဆိုတဲ့အနေထား ပြန်ပြီးတော့ Fuan ကိုကျုံးလိုက်ရိုက်တဲ့အဝေးခွင်းမှာကျွန်တော်တို့လိုလဲလိုအပ်နေတယ် Top 4 race အတွက်ဆိုလို့ရှိရင်တကယ်လိုအပ်နေတဲ့ပွဲစဉ်မှာအနိုင်ရအောင်ဆွမ်းဆောင်သွားနိုင်တဲ့အတွက်တော့တကယ်ပြောရတယ်ဒါပေမဲ့ခုနပြောလို့ပေါ့နော်ကျွန်တော်တို့ခီးချိန်ရမိနစ်90ကျော်လောက်ထိကတော်တော်လေးခီးချိန်နှင်ခဲ့ရတယ်ဆိုတော့အနေထားမျိုးကတော့ဟိုပြိုင်ဘက်ကအရင်ကောင်းနေလို့ဆိုလဲထောင်းညာကိုကိုတိုင်းကကိုကိုမှရှိသလောက်မထုတ်ပြနိုင်တာက Mars Sky ရဲ့ အမားတွေမစကညံပြင်းမှုတွေလိုပဲပြောကြရင်ねကျွန်တော်ဒီဘွဲစဉ်အမြင်တော့လောင်းနေပဲရန်သားခြင်းねပရိသတ်တွေရဲ့အမြင်လေးရှိရင်လည်းအောက်က comment box တွေမှာဝင်ရောက်မှတ်ချက်ပေးရေးသားသွားပါအောင်ခင်ဗျာအားလုံးပဲ see you next video ပါเนาะ